တခြားနီးတယ်ဗျာပြေးကျင်ခဏလေးပါဗျာအရိတ်ကတော့ပြတ်နေစားပူဆိုးတယ်စားမရှိဘူးလူရဲ့စားမစားတာကြာတော့လူရဲ့အကုန်လုံးပြည်တဲ့တက်လို့မသိဘူးဆိုရင်ငါ့ပြည်သိမှာအမှတက်ကြည့်တော့ဒီအများကြီးခလေးတွေလည်းအများကြီးအဲ့ဒါပြည်သူပိုင်းပြည်နဲ့ပြည်သူဘောဘယ်သူကအကျမ်းဖတ်နေလဲဆိုတော့အဖြစ်ရအဲ့ဒါပဲအဲ့ဒါအဲ့ဒါညင်းလို့မရဘူးဟုတ်တယ်နော်အဲ့တော့ဗဇက်နဲ့အမင်းကကျက်ဖက်ငါကကျက်ဖက်ပြောရုံနဲ့အကျမ်းဖတ်တာမှမဖြစ်တော့ဘူးလုံရက်တွေကတက်တယ် ဟိုင်းချရမီဘာဘီတူညီကိုမော်တော်မများအားလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်အပရလ9ရက်နေ့ကျွန်တော်ညာပိုင်းဗီဒီယိုတင်ဆက်မှုနေနေပါတော့ဒီနေ့ညနောက်ဆုံးရရှိထားတဲ့တော်လန်သတင်းတွေနဲ့လည်းမင်းနဲ့ပတ်သက်ပြီးတော့မှကြားရတဲ့အထူးသတင်းတွေကိုတင်ဆက်ပေးသွားမှာမလို့ဗီဒီယိုကိုကြော်တဲ့သူအစားဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေကျွန်တော်ခါတိုင်းလိုပဲပါနော်ဗီဒီယိုတွေမှာကြည့်ခင်မှာအယုံဆုံးနေတဲ့သတင်းတိုးလေးတွေကြည့်လိုက်ရအောင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့တခုတ်ခွန်ရပြည်တော်မှာတန်ပြည်ထောင်စွာရရှိသွားတဲ့စစ်ကောင်စီဘုံမှုကိုမင်္ဂလာတုံစစ်ဆေးရုံကိုလွှဲပြောင်းကူတာနေတဲ့အချိန်မှာ ေဆုံးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ငပူတော်မျိုးနဲ့မကြီးစင်ကျေးရွာငပြောချောင်းတွင်မှကုန်တင်စစ်လေတစည်းကိုစစ်ကောင်စီတပ်ကနေပြီးတော့မှဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာငရုတ်ကောင်းမျိုးပို့ဆောင်နေချိန်စစ်လက်ပေါ်ပါသူကနေပြီးတော့မှ ပြန်လည်ခုခံလို့စစ်ကောင်စီတပ်ကဘိုးမူတူနဲ့ရဲတပ်သားတို့တို့တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မြို့ကောင်းမြို့ဒီမနေ့ပဲတရင်ရောက်လာတယ်ဘိုးမူတော့ရန်ကုန်စစ်စေးုံကိုအပို့မှာဆုံသွားပြီလို့သိရတယ်ဆိုပြီးတော့ ဒေသခံသူကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာပေါဝန်သူတွေဘက်ကနေပြီးတော့ခုဆိုရင်ဘုံမုန်းရဲ့ရဲတပ်သားတွေပေါ့နော်။လက်နက်တွေကိုယူဆောင်ပြီးတော့မှထုတ်ပြလို့မြောက်သွားလို့ကိုရင်ကြီးကျွန်းပြလဲပြင်းတဲ့ရှောက်စစ်ကောင်စီကနေပြီးတော့အဖို့တပြင်းရှောက်ဖွေနေတယ်လို့ကျွန်တော်ထက်လောင်းတရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ပြည်သူတွေကတော့ခုဆိုပါနော်။သူတို့ကိုပြန်ပြတော့မှအခုလိုဖြစ်နေနေတဲ့စစ်ခွေးနဲ့ရဲခွေးတွေကိုပြန်ခံချနေတာဖြစ်ပြီးတော့မှကျွန်တော်ဘက်ကနေပြီးတော့ခုခံနေဆိုရင်စစ်ကောင်စီတဖို့နေဘလို့နည်းနေပါဗနော်။တုံ့ပြန်နိုင်ခြင်းမရှိဘူးဆိုတော့တွေ့တာဖြစ်ပြီးတော့မှခုဆိုရင်လဲမျိုးစွာဖြစ်သွားကြတာပဲဖြစ်ပါတယ်။ နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့နေပြည်တော်မှငလျင်နဲ့တင်နန်းစီရင်ဝင်ထမ်းတွေအနေနဲ့ရုံးမဖြစ်မနေပြန်လည်တိကျဖို့နဲ့နေပြည်တော်ပြင်ပကိုပြောင်းရွှေ့ထုတ်ခွာခြင်းမလုပ်ဖို့စစ်ကောင်စီကနေပြီးတော့မှညွှန်ကြားလာတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။လာမယ့်ဧပြီလ9ရက်နေ့ဝင်ထမ်းတွေရုံးပြန်သေးရမယ်။သတင်းပို့ခိုင်းတဲ့ရုံးအသစ်လက်မှတ်ထိုးရမယ်။နေပြည်တော်အထက်မှာပဲရှိနေတယ်ဆိုတာအတိပြုသတင်းပို့ခိုင်းတာဆိုပြီးတော့မှနေပြည်တော်တမဝရမဝင်ကြီးဌာနကအရာထမ်းတိုးကနေပြီးတော့မှပြောဆိုထားတာပေါ့နော်။ဆိုတော့ကျွန်တော်တို့တိကျလေးစဉ်းစားကြည့်မယ်ဆိုတော့ဒီစစ်ကောင်စီကနေပြီးတော့မှသူတွေရဲ့အောက်ခြေလက်သားတွေကို အခုလိုမျိုးပေါ့နော်။ ဂလင်ဘေးတင်းနေတဲ့ချိန်မှာသူတို့ရဲ့တက်ကိုပဓာနာမှထားပဲနဲ့ဒီလိုမျိုးပျက်စီးတွေကြားထဲကနေပြီးမှအတင်းယုံတက်ခိုင်းနေတာပဲဖြစ်ပါတယ်တစ်ဖက်မှာစဉ်းစားချိန်မှာဆိုတော့သူတို့အနေနဲ့ထရပီတော့မောက်ကြောက်လို့ပါနော်အခုလိုမျိုးလွတ်ဆောင်တယ်ဆိုတာပေါ်လွင်နေတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့ထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့စစ်ကောင်စီတန်ယုံရှိမှာစစ်ကောင်စီကောင်းဆောင်မြောက်လိုင်းကိုထိုင်းရဲဘက်ဖွဲ့တွေကနေပြီးမှဆန္ဒပြချပြတော့မှမြောက်လိုင်းကို Beamstead စီဝေးတယောက်ဖို့ဖိချခဲ့တဲ့ထိုင်းဆွေရကိုလည်းကောင်ကွက်ရှုတ်ချခဲ့တဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ အဲ့ဒီကြားထဲမှာထိုင်းမျိုးချက်ဖွဲ့တွေကနေပြီးတော့မှရန်ရှာတာထုံးနဲ့တက်ခတ်တာမှဖြစ်အောင်မြောက်လိုင်းကိုဆန္ဒပြမဲ့သူတွေကိုထိုင်းရဲတွေကခေါ်ဆောင်ကောက်ွယ်ပေးခဲ့တယ်ဖမ်းဆီးတာမျိုးမဟုတ်ဘူးဆိုပြီးတော့မှထိုင်းရောက်မြန်မာလို့တမားအေးဆောင်ရဲသူ AAC ကိုရဲမင်းကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်ထိုင်းဆွေရောက်မျိုးချက်ဖွဲ့တွေကနေပြီးတော့မှမြောက်လိုင်းကိုဆန္ဒပြလို့တယ်ဆိုတော့မြန်မာနိုင်ငံမှာတာတော့ရောက်ဆန္ဒပြဖို့ထိုင်းနိုင်ငံမှာလာပြဆရာမလို့ဘူးဆိုတော့ပေါ့နော်အော်ဟဲ့ကျွေးကြော်မှုတွေလည်းလှုပ်ဆောင်ခဲ့တယ်လို့ကျွန်တော်ထပ်လောင်းပြရတာပဲဖြစ်ပါတယ်ဆိုတော့ ထိုင်းနိုင်ငံကဒီမဘာတာအုပ်စုတွေကနေပြီးတော့မှလည်းအခုဆိုရင်ဆန္ဒပြကြတဲ့ပေါ့နော်လူအုပ်တွေကိုသူတို့နေတဲ့ရန်ရှာတိုက်ခိုက်တာတွေလုပ်ခဲ့ပြီးတော့မှထိုင်းရဲ့တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှတွားရောက်ဖျံဖြေခဲ့တယ်လို့ကျွန်တော်တို့သိရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ရပထမဆုံးနေတဲ့အချက်မှာကတော့မြောက်လိုင်းနဲ့ခုဆိုရင်ဒီဘင်းဆက်အစည်းအဝေးကိုတည်ရောက်နေတဲ့အချိန်မှာဖောင်ရန်ထုတ်ခံထားလို့ပေါ့နော်အင်တာပိုကနေပြည်မှာတွားရောက်ဖမ်းဆီးနိုင်မလားဆိုတော့မိခွန်းပေါ်မှာ Airport Channel ကနေပြည်မှာတိကျလေးပြပြထားတာပဲဖြစ်ပါတယ်။ Airport Channel ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော် search လေးရအောင်နော်။ အာဂျင်တီးနားတရားရုံးကဖမ်းမရန်ထုတ်ခံထားရတဲ့လူမျိုးတို့တပ်ဖြတ်မှုရှစ်ရာစုကောင်ပြီးတော့နိုင်ငံတကာအင်တာပိုနိုင်ငံတကာရဲတပ်ဖွဲ့ကနေပြီးတော့လေဧပြီလတရက်နေ့မှာတည်းကထိုင်းနိုင်ငံရဲတပ်ဖွဲ့ကိုအတိပေးအကြောင်းကြားပေးပါပြီဆိုတော့ထိုင်းနိုင်ငံရဲတပ်ဖွဲ့ကလည်းနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုအဖွဲ့ဝင်ပါဆိုတော့အာဂျင်တီးနားတရားရုံးကဖမ်းမရန်ထုတ်ထားတဲ့ ်နိုင်ငံတကာရဲ့တပ်ဖွဲ့ကလူချင်းနေတဲ့အကြမ်းဖက်ခေါင်းဆောင်စစ်ရာဇဝတ်ကောင်လူမျိုးတုံးတပ်ဖြတ်ခဲ့တဲ့ကောင်ကိုထိုင်းရဲတပ်ဖွဲ့ကအင်တာပိုနဲ့ပူးပေါင်းပြီးတော့ဖမ်းဆီးမလား ICC ကိုပို့ဆောင်မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်နိုင်ငံအတွင်းမှာခံခဲ့ရတာကျွန်တော်နိုင်ငံကပြည်သူတွေကောင်းကောင်းသိပါတယ် ဆိုတော့ဖက်ဆစ်စစ်တပ်ပြုတ်ွဲနေပြီဆိုတာကတော့ဒီနေ့ထင်ရှားစွာတွေ့လိုက်ရတာပါတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့အမေတို့တောင်ဆန်းစွတ်ချီထိုင်းနိုင်ငံကိုသွားတဲ့အချိန်မှာထိုင်းနိုင်ငံရောက်ကျွန်တော်တို့ကျွန်တော်မြန်မာနိုင်ငံဘွားရွှေမြမာတွေဘလူမျိုးအော်တောင်းနေကြိုခဲ့ကြလဲကြွင်ပြီးပါတယ်မှတ်မိအောင်မထင်ပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့ ကျွန်တော်ညီကိုမောင်မတွေအကောင်းကောင်းပို့တိလိုက်မြင်ထင်ပါတယ်မိကိုတောင်စန်းစစ်ကြီးရဲ့ကားတော်မှမရက်ကသေးဘူးအဲ့ဒီမှလူအုပ်ကြီးကပြိုဆင်းလာပြီထိုင်းနိုင်ငံတွင်းထဲမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေလုံခြုံရေးတွေဘလို့ပဲတားဆီးပါတယ်ကျွန်တော်တို့လူအုပ်ကြီးကမိကိုတောင်စန်းစစ်ကြီးရဲ့အမိကိုအော်ခေါ်ပြီးတော့အမေအိုရဲ့မျက်နှာကိုမြင်ရဖို့အော်တောင်းနေဒီပုံရိပ်ကျွန်တော်တယ်လီဂရမ်မှာပြန်လည်ပြီးတော့တင်ပြီးထားပါတယ် ဆိုတော့ကျွန်တော်ပြည်သူတွေအရန်ကိုချက်ကင်လေးစားရတဲ့အမေကိုတောင်ဆန်းစွတ်ချီထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့အချိန်မြင်ကွင်းနဲ့လက်ရှိအာနာသိမင်းအောင်လှိုင်ကျွန်တော်ပြည်သူကို နေစဉ်တပ်ဖြတ်နေတဲ့စစ်ရာဇွတ်ကောင်ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ကြိုးစုံမှုနဲ့ဘလူးမျိုး क्वे ပြချာနာလဲဆိုတာကျွန်တော်တို့ဒီကဘာကိုပြန်လဲပြသခဲ့ပြီးဖြစ်ပါတယ် ဒါဟာမင်းအောင်လှိုင်းလို့កောင်မျိုးကိုကျွန်တော်တို့ရဲ့ပြည်သူတွေဘလောက်ထိယွန်ရှားမုန်းကြီးလဲဘလောက်ထိဒီကောင်စန့်ကျင်ကက်ကော့လဲဆိုတာကို နိုင်ငံတကာကသိစေခဲ့တဲ့ဖြစ်ရညီမရဲဘော်ရှန်လေးပြောသလိုပဲပေါ့နော်မြောက်နိုင်ရတော့ဖမ်းဖမ်းထုတ်ခိုင်းရပြီတော့မှအခုဆိုရင်ထင်းငါးနဲ့ပြီတော့မှသူ့ကိုမဖမ်းဘူးဆိုတော့ အမခန့်ချေရကောင်းရတယ်လို့ခုဆိုရင် Bimstead CEO တယောက်နေတာပဲဖြစ်ပါတယ်။ Interpol ကနေပြန်မလဲထိုင်ရတဲ့ဖွဲ့တွေကိုပေါ့နော်။မြောက်လိုက်ကိုဖမ်းဆီးဖို့ဒီအကြောင်းကြားထားတာမလို့ဘယ်လိုမျိုးခင်းကျင်းနေလာမလဲဆိုတော့ကျွန်တော်ဆောင်ချက်မှာဖြစ်ပါတယ်။အရင်တော့အတော်ဆန်းစုကြည်ထိုင်နေတာကိုတွားရောက်တဲ့အချိန်မှာတော့ကျွန်တော်ထိုင်ရောက်ပြီးသူတွေနဲ့ပေါ့နော်။အခုဆိုရင်မြောက်လိုက်ရဲ့တွားတဲ့ဒီထိုင်ရောက်ပြီးသူတွေရဲ့စစ်ဆံပုံတွေကတော်တော်လေးကိုကွဲပြားခြားနားတာကိုတွေ့ရပဲဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်မြောက်လိုက်ကတော့အခုဆိုရင်ကမ္ဘာချန်ပါကြီးဖြစ်ပြမပေါ့နော်။ မြောက်နိုင်ရရှိကဒီဆရာနာရှင်လူတစုလိုပဲသူလည်းမချခင်ပါတော့အဲ့လိုပုံစံမျိုးနဲ့ဇာတိန်သွားရမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ကိုဇွဲရနေပြီးတော့မှကျွန်တော်ပြည်သူတွေခုလိုမျိုးဘေးဒုက္ခချုံတွေ့နေရတဲ့အချိန်မှာပေါ့နော်တော်လိုင်းအီသမားဆစ်ဆစ်တွေရဲ့ခံယူချက်ချောင်းကိုပြောပြထားတာပဲဖြစ်ပါတယ်။ကိုဇွဲဘယ်လိုမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်စစ်ပြီးတော့ပါချစ်လဲရအောင်နော်။ဒီလိုအခြေအနေမျိုးမှာပရာဟိတာလုံးရတဲ့အတွက်ကြောင့်မို့အတက်ရှင်ရတာပေါ့ခေါ့။မဟုတ်လား။ဆရာဖြစ်နေတဲ့ငလေးတစ်ခုကိုအမိပြုပြီးတော့ ကိုယ့်ရဲ့အောင်မြင်ကြကြမှုကိုယ့်ရဲ့ brand တစ်ခုကိုသူများပတ်သက်နဲ့တည်ဆောက်ခွင့်ရတယ်ဆိုတာဘယ်လောက်ထိမဲလိုက်တဲ့ marketing လဲဟုတ်လားဟုတ်ပါဘူးဒါလည်း trust ဖြစ်နေတဲ့သတင်းတစ်ခုကိုကိုယ့်ရဲ့ brand တစ်ခုတက်အောင်သူများပတ်သက်နဲ့တည်ဆောက်ရတယ်အဲ့ဒါလူသားဆန်တာဟုတ်ပါဘူးလူသားဆန်တယ်ဆိုတာပရဟိတတော်လည်းပရဟိတစက်သားတွေကတကယ်လူသားဆန်တဲ့ပေါ့လေဒီလိုမျိုးအလုံးစုံဆုံးရတဲ့ပရဟိတမဟုတ်တဲ့ပရဟိတမျိုး လုံးချင်တဲ့သူတွေပေါ်တယ်ဟုတ်လားအေးပရဟိတစစ်သားလိုမျိုးအလုံးစုံဆွလို့ရတဲ့ပရဟိတမျိုးတော့လုံးချင်တဲ့သူတွေနဲတဲ့ဘယ်စသားကြီးစနစ်တစ်ခုပြောင်းလဲသွားရင်မိမိသားစုငါမိသားစုတစုပဲချမ်းသာမှာလားဟုတ်ပါဘူးချမ်းသာမယ်ဆိုတော့ငွေရှိတယ်စိတ်ရှိခန္ဓာရှိတယ်စိတ်ရှိဟုတ်လားအဲ့တော့ဘာလို့ဒီစနစ်တစ်ခုကိုပြောင်းလဲအောင်လုပ်နေတဲ့ပရဟိတစစ်သားတွေဖြစ်ပရာဟိတစစ်သားအခမဲ့မတော်သည်တော်လန်တိုက်ခိုက်ရတယ် အဲ့ဒီတော့ကြောင့်မို့ငါတို့မိသားစုတွေမနစ်နိုင်အောင်မနစ်ပါဘူးငါတို့ကိုယ်တိုင်ရောတနေ့မှတပတ်မှအသားမင်းတို့ငါတို့နှစ်နှစ်ပဲစားပြီးတော့တော်လည်းလုံးနေတာမဟုတ်ဘူးလားဟုတ်ပါရဲ့အဲ့တော့အဲ့ဒါကလည်းအစားတောင်းနဲ့ပတ်သက်လို့ဆုံးလို့ရမှုအနေထိုင်ရအောင်မင်းတို့ဘယ်လိုနေထိုင်ရလဲမင်းတို့မိဘအိမ်နဲ့တူလားတူပါဘူးစစ်ပေးဆောင်ဖြစ်မှာပါငါတို့နေရတာနေပါပါဟုတ်လားဟုတ်ပါရဲ့ဒါပေမဲ့အဲ့ဒါလည်းနေပါတယ်အာနောက်တစ်ခုကျတော့ပါလိမ့်လဲဘာလို့ရစီဝါရေးဆိုတာ၄-၅နှစ်တော့တွေ့မှာမင်းတို့စဉ်းစားမိလား စဉ်းစားလို့စီးပွားရေးလည်းမရှိတော့လူမှုရေးလည်းမရှိလူပညာလည်းမရှိတော့အလုံးစုံဘဝတစ်ခုလုံးဆွတ်လို့ပြီးတော့မှခက်ခါပေးလာတဲ့သမိုင်းပေးတောင်ဝင်ကိုထမ်းတဲ့ပရာဟိတာစဉ်းစားတယ်ဖြစ်ဘောပေါ့လားဟုတ်ပါပါအဲ့တော့ငါတို့ကပြောချင်တာခက်ကြောက်ပေါ်လာတဲ့ဒုက္ခတွေကိုအကြောင်းပြုပြီးတော့မှကိုယ်ပိုင် brand ပြဆောက်တဲ့သူမျိုးတွေမင်းတို့မဖြစ်စေကြအဲ့တော့တော်လိုင်းရေးသမားတိုင်းမှာတော်လိုင်းရေးသမားအားလုံးကောင်းတာမဟုတ်ဘူးအဲ့တော့တော်လိုင်းရေးသမား trust ရှိဟုတ်လား ။နော်အာရသိမ်းပြီးတဲ့နောက်မှာ PDF ဖြစ်ခါလာလူလူချစ်ဘူးလား။ကောင်းပါရဲ့ဘုံကြီးရမကောင်းလားကောင်းပါရဲ့အဲ့တော့ဘုံကြီးရကောင်းတယ်လူသူချစ်တယ်ဒါလည်းခုနပြောလို့ခက်ခပြီးတဲ့ဒုက္ခတွေကဆရာတစ်ခုပဲအဲအဲ့ဒါကို PDF ယူနီဖောင်းတွေဝတ်နော် PDF ယူနီဖောင်းတွေဝတ်တကယ်အားကောင်းကြီး writer စသားကြီးလိုမျိုး နေထိုင်ပြီးတော့ဖယ်လီတွေဖြစ်ပြီးလဲပြီးတော့အဲ့ဒီကရတဲ့ကိုပိုင်ဖန်းနဲ့ကိုပါကိုရက်တီဖို့လုံလောက်သွားတဲ့အခါကျတော့တော်လိုင်းကိုဆုတ်ခါပါကြတယ်အဲ့ကောင်တွေရောမင်းတို့လူသားဆန်တယ်လို့ပြောလို့ရတယ် ရဟောဒီမော်ဒယ်အောင်ပြောတဲ့စကားနဲ့ပြန်ပြီးတော့မှပြောရတယ်လူသားဆန်မှုဆိုတာခက်ခပေးတဲ့သမိုင်းပေးတောင်းဝင်ရောဘလောက်ကျူးကျူးတည်တည်ပုံပုံထမ်းဆောင်လဲဆိုတဲ့အပေါ်မှာပဲလူသားဆန်မှုကိုတိုက်တာလေအဲ့တော့ကြောင့်မင်းတို့ဒီခက်ခပေးတဲ့သမိုင်းပေးတောင်းဝင်ကိုဖန်ချောက်လာရောက်တာမဟုတ်ပဲမင်းတို့ဒီတည်တည်စီဒီတော်လည်းရေးဆိုတဲ့ trend တစ်ခုကြောင့်လာတာမဟုတ်ပဲနဲ့စစ်ကောင်စီကဒုက္ခပေးလို့ရှောက်ပြေးလာတာမဟုတ်ပဲနဲ့တမိုင်းကခက်ခပေးတဲ့တမိုင်းပေးတောင်းဝင်ကိုဘလောက်ကျွတ်နုံနုံထမ်းဆောင်မလဲဆိုတဲ့စိတ်နဲ့ လူသားဆန်မှုကိုပြပါပရဟိတဆက်သားခံမြင့်တဲ့ပရဟိတသမားကမရှိဘူးကိုဆက်ပြတော့တဲ့အရာပါတယ်နော်ကျွန်တော်အခုချိန်မှာပြီးသူတွေကနေပြတော့မှခက်ခဲကြုံရတဲ့အချိန်မှာတချို့တွေကနာမည်ကောင်းရချင်စောနဲ့အခုဆိုရင်ဒီ bright သမားလို့လို့ပါလို့လို့လို့ဆောင်နေတာကိုတွေ့ရပဲဖြစ်ပါတယ်။တကယ်တမ်းကျွန်တော်ပြောရမယ်ဆိုတော့ကျွန်တော်နိုင်ငံအခုလိုမျိုးအလုံးစုံပျက်စီးနေရတဲ့အချိန်မှာဒီတော်လိုင်းရေးမှာတစ်ထက်တည်းဝင်ပူပေါင်းပေါင်းနေကြတဲ့ကျွန်တော်ပြည်သူတွေကဆိုရင်ပိုပြီးတော့ မြင့်မြတ်တာပြမသူတို့ဒီဆွန့်လွတ်ခဲ့တဲ့ပေါ့နော်ပေးဆမှုတွေဟာဆွန့်လက်မချခင်မှာတော့အရာထင်တော့မှာပဲဖြစ်ပါတယ်ပြီးသူတရားလုံးနေနဲ့လဲစင်မပြအမေရောပဲနဲ့အခုဆိုရင်ကျတို့ပြပြမှာကိုတိုင်တပုတ်ဝင်နေကြတဲ့ကျတို့တော်လိုင်းရဲဘော်တွေနဲ့ပူပေါင်းပြီးတော့မှခွေရရန်ကြီးနဲ့စစ်ကောင်စီနဲ့သူတို့ရဲ့ fiscal anarchy စနစ်ကိုဖျောချနိုင်မယ်ဆိုတော့မချခင်မှာတော့ပေါ့နော်ကျတို့ပြည်သူတွေအားလုံးငြင်းငြင်းချမ်းချမ်းနဲ့ကိုလိုချင်တဲ့ federal democracy ကိုလည်းရရှိမယ်ဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ကနေပြောလိုပါတယ်ကဲကျတို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့အပါသားသကောင်ကနေပြီးတော့မှ အခုဆိုရင်မြောက်လိုင်းတအုပ်စုရပါတော့ငလင်ဘက်တန်းတင်းနေတဲ့ချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေပြီးတော့ပြည်သူတွေပေါ်တပ်ဖြတ်မှုတွေကိုတရင်တွေမှာဖော်ပြနေကြလို့တော်တော်လေးပေါ်ခွဲပြောဆိုနေတဲ့ဟာလေကျွန်တော်တို့တစ်ချက်တော့ကြည့်လိုက်ရအောင်နော်တရင်ဌာနတွေကတက်လာတဲ့တရင်တွေမဟုတ်ပဲနဲ့တယောက်ချင်းပေါ်ဒီလိုမျိုးအဲတယောက်ချင်းစီကတရင်တွေကပို့ပြီးတော့တိကျနေတယ်မင်းတို့ဘာလုပ်နေလဲမင်းတို့ငလင်လောက်တဲ့ဒေတာကိုတွားဓာတ်ပုံတွေရိုက်ဗီဒီယိုတွေရိုက်အင်တာဗျူးတွေမေးအဲ့ဒီဟာတွေအဲ့ဒီဒေတာတွေကိုလူလူတွေစီရအောင်ပို့ပေးရမယ် အဲ့ဒါမှလူလူကကိုရှင်းစာတက်ဖို့တနာလာဖို့အဲ့ဒီမှာအလူငွေတွေများများရဖို့ကုညီရှင်စိတ်တွေပေါက်ဖို့မင်းတို့လောက်ရမှာအဲ့ဒါမင်းတို့ကအဲ့လာတွေမလုပ်ပင်နဲ့အဲ့ဒီငလျင်လောက်တာကိုအခြေခံပြီးတော့လူတွေကိုတယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်တအုပ်စုနဲ့တအုပ်စုပုံပြီးတော့စိတ်ဆိုးလာအောင်ပုံပြီးတော့ဒိုးသားထွက်လာအောင်ပုံပြီးတော့မုန်းတီးလာအောင်လုပ်နေတဲ့အဲ့လိုမလုပ်ရဘူးမင်းတို့မိုင်းမင်းတို့တရင်ဌာနနဲ့ခုတော့ဒီကြောင်သားပြီပဲဒီလောက်တော့အသက်ရှိရမှာပေါ့ဟုတ်တယ်မလား မလုပ်ပါဘူးအဲ့ဒါနဲ့ဗရှင်မလုပ်ရမှာလေ now 2026ဒီပြဿနာတွေပြီးတဲ့အခါမှာကိုသွားရှင်တဲ့ waste waste ပေါ်ကနေသွားငါဒီပုံဒီ waste ကိုသွားရှင်တယ်သွားတင့်တင့်သွားလိုက်ဟုတ်တယ်မလုပ်ရှင်သလိုလုပ်အခါလုပ်ရှင်သလိုအဲ့ဒါလုပ်ရှင်သလိုလုပ်အင်အားအင်အားမာမာတာမောင်ရှိတဲ့ချိန်မှာလုပ်အခုကအင်တိုင်းပြည်မှာအင်အားမရှိဘူးလူတွေအကုန်တော့ကဆင်းရဲရောက်နေတယ်ဒါကြောင့်မို့လို့အဲ့ဒီနေရာမှာဒီအချိန်မှာဘေဖက်ကအနီးဒီအစိမ့်နေအပြာတွေလိမ္မောရောင်တွေခဏထားလိုက်အောင်အယောင်တွေကိုအကုန်လုံးခဏမေ့ထားလိုက်ပြီးတော့အဲ့ဒီဒေသမှာရှိတဲ့လူတွေကို တခြားဒေတာကလူတွေကကိုရှင်းစာတတ်အောင်တနာလောင်မီဒီယာနီးပညာသုံးပြီးတော့လုံလုံအများကြီးရပါတယ်နော်နောက် global ဆိုရင်လည်းဒါ YouTube လိုဟာမျိုးဟာတွေမှာတခြားဒီ platform တွေပေါ်မှာမြန်မာနိုင်ငံအဖြစ်ပြနေတဲ့ဟာတွေကိုတခြားဒေတာကဘယ်သူမှဆိုဝင်ကြည့်ကြည့်ကမ္ဘာပေါ်မှာတရင်ဝင်စာတင်တရင်ဝင်နိုင်ငံဖြစ်တဲ့ဘယ်နိုင်ငံကပဲကြည့်ကြည့် YouTube ပေါ်မှာကြည့်ရင်တခါသေး auto translate နဲ့စာတမ်းထိုးပြီးသားတွေဖြစ်နေရအောင်လောက်ရမှာမင်းတို့ရဲ့တောင်းဝန်း ရန်နိုင်ပေးရမှာမင်းတို့တောင်းမှာမဟုတ်ဘူးအခုချိန်မှာဟိုအရှင်တို့ကမင်းတို့တိုက်2026မှာတိုက်လို့ရတယ်2024တုန်းကတိုက်ခဲ့ပြီပြီ2029မှာတိုက်လို့ရတယ်ရန်တိုက်လုတ်ချင်တယ်လို့လုတ်အပ်တာအဲ့ဒီမှာလုတ်ချင်တယ်လို့လုတ်အခုအချိန်မှာဒီတလား2လပဲလူကြီးမင်းကခဏသိခံလိုက်တလား2လပဲတလား2လကိုအဲ့ဒီဒေသမှာရှိတဲ့လူတို့ရဲ့လူတွေရဲ့ခန်းစားချက်တွေကိုတခြားလူတွေလည်းခန်းစားတတ်သွားအောင်ဒါမှအဲ့ဒါတွေကိုကူညီနိုင်မှာပေါ့အခုချိန်မှာအစိုးရကိုလည်းအာမကုန်တယ်အစိုးရမှလည်းတူအောင်တူအောင်တိုင်ပန့်နေတယ် သူပြောတာလည်းမန်နေတလောက်တော့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တရားပြောရမယ်ဆိုတော့မီဒီယာတွေကနေပြမပေါ့နော်စစ်ကောင်စီနဲ့သူတို့ပေါင်းပါတွေရဲ့လွဲတွေကိုအခုလိုမျိုးပြည်သူတွေဒုက္ခကြုံတွေ့နေရတဲ့အချိန်မှာဖော်ပြနေရတယ်ဆိုတာကဒီကောင်တွေရဲ့လူသားမဆန်တဲ့လူရတွေကိုကဘာကတီးရှိအောင်ပေါ့နော်ချက်ပြနေတာပြပြမဘာလို့လဲဆိုတော့သူတို့ကနေပြမအခုဆိုရင်နေတကားကနေပြမအကူညီရတွေရယူဖို့ပေါ့နော်ဗန်းပြပြမမြေချူနေတာကျွန်တော်ကနေပြမကြည့်လို့ပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒီကြားထဲမှာကျွန်တော်ပြည်သူတွေကနေပြမအခုဆိုရင်လည်း သူတို့ဒီအိုးရင်ပျက်စီးတွေကိုဖယ်ရှားဖို့ဆိုရင်တချို့ဝီလိုဘသမားတွေကနေပြီးတော့မှငွေတိမ်ပေါင်းများစွာပေါ့နော်တောင်းတယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကနေပြီးတော့မှအခုဆိုရင်လဲဆိုရှယ်မီဒီယာတွေကနေတစ်ဆင့်ဒီလိုမျိုးအကူအညီလိုတဲ့နေရာတွေကို sharing လုပ်ပေးပြီးတော့မှပေါ့နော်တယောက်နဲ့တယောက်သတင်းတွေကို challenge တွေမျှဝေနေတဲ့အချိန်မှာစစ်ကောင်စီကနေပြီးတော့မှအခုဆိုရင်လေကြောင်းတိုက်ခိုက်မှုတွေလဲစစ်တိုက်လို့ဆောင်လာတာမို့လို့ကျွန်တော်အဲ့ဒါတွေကိုမကြည့်လို့အခုဆိုရင်သတင်းမီဒီယာတွေပေါဝင်ပြီးသူပုံပုံတယောက်ချင်းစီကနေပြီးတော့မှကဘာနဲ့တရှိနိုင်အောင်ချက်ပြပြောဆိုနေကြတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုဆိုရင်စကိုင်းတိုင်းထဲမှာပါနော်ဒီပြူရော်တွေတော်တော်လေးငက်ပြတ်နေပြီဆိုတဲ့အကြောင်းကိုပြူခွေးတကောင်ကနေပြီးတော့မှပြောပြထားတဲ့ဟာလေးကျွန်တော်တစ်ချက်လောက်အနားထောင်ကြည့်လိုက်ရအောင်နော်တကယ်တော့ဆိုရင်စစ်သားတွေတပ်မတော်သားတွေဟိုရဲတပ်ဖွဲ့ဝင်တွေရဲတပ်ဖွဲ့ဝင်တွေဆိုတော့တအားပင်မှာတအားဆင်းရဲတယ်ရဲတပ်ဖွဲ့ဝင်တွေလည်းစစ်သားတွေကတန်းလူပဲတို့ခင်ဗျာပါတချို့ဆိုရင်စာရေးထားတာကိုလည်းဖတ်ကြည့်ရလိုက်အောင်နော်အကုန်ထုတ်ကရောက်နေကြဝင်နှန်းနေအဲ့တော့ကျွန်တော်တို့ဒီဝါဒီမှာပေါ့ဗျာဟိုးတာအခုရိတ်ခါတွေပြတ်နေတာအခုတနည်းနဲ့လေးလကျွန်တော်ကြော်သားပြီအဲ့မှာစားဆိုတာလုံးဝမပြူစားစားစားပြုတ်ကလေးပျောက်ပျောက်တောက်နေရတယ် ဘာရွက်ဒီဟိုရွက်ဒီဒီရွက်ဒီခိုရွက်ဒီဒီရွက်ဒီခုစာမျိုးပြုတ်တောင်းတယ်စားမရှိတော့ပြာတွေကိုရေချိန်ပြီးမှတချို့လဲပြာတွေရေချိန်ပြီးမှစားနေရတယ်စားမရှိဘူးလုံးဝစားမရှိဘူးဗျာအဲ့လောက်ထိအောင်ကနေကြတာနော်ပြူရော်တွေကတော့မိနစ်တနည်းလောက်ပဲရှိသေးတယ်အဲကြီးကြီးကျယ်လေးဖြစ်သွားလေးမြန်နေပါလေဘုံကျဲတယ်ဒီရွာလေးမှာသူငါးနေပြည့်ပြီတခါမှမလွတ်မြောက်နိုင်သေးဘူးလမ်းနေမှညာလေးပိတ်ဆူထားတယ်မှန်ဗျခိုက်တယ်မှညာဒါပီတဲ့တွေလွတ်မှုရဲ့ဒီဒါပီတဲ့ကြီးပဲရွာသူရွာသားစားပီတဲ့တွေပဲအဲ့မှာကမွန်းတော့ရွာပီသူစီရွာနေနှစ်ရွာသုံးရွာရှိတာပေါ့ကံကြီးရွာတော့ကြာသွားပြီဆိုပါတော့အခုဆိုကံကြီးကုန်းရွာရှိတယ် ကံကြီးကုန်းရွာရှိတယ်ကံကြီးကုန်းရွာရှိတယ်အခုကမုန်းတော်ရွာလေးရှိတာပြည်သူစစ်ကလေးဒီပြည်သူစစ်က၅နှစ်ရှိပြီ၅နှစ်ရှိပြီငတ်ပြတ်နေကြတာအပြင်ထွက်လို့မရဘူးခမရလို့ဂိတ်200အောင်ထွက်လို့မရဘူးလှမ်းပြင်နေရအဲ့လောက်ထိမရရင်ဒီလာတယ်ပတ်ချလင်မှာရှိတဲ့ရှမ်းလူရွာတို့အင်းမရွာတို့တပည့်အင်းရွာတို့တောကြောင်းလေးရွာတို့တောင်ဖီလာရွာတို့နောက်ပြီးကံအဲ့မှာကျက်တဲ့ကိုပဲကျွဲတဲ့ကုန်းဆိုရွာတို့စီပကံတို့အဲ့မှာရွာမဟုတ်ရွာမဟုတ်တဲမဟုတ်ရွာတန်းလေးရွာတန်းလေးရှိတယ်အကုန်လုံးကဒါဒါပြည်တဲ့ဒီလွမ်းမှုထားတဲ့နေရာတွေပဲ ကန်ကြီးကုန်းဆိုလဲခဏခဏအစော်ခမ်းတယ်လေးမြန်းနဲ့ဘုံကျက်တော်ကြပြစ်ပြန်ပြီးတော့ချပြန်ပြီးအမြဲတမ်းအကုသိတိအရာလူတွေမှာတအားဒုက္ခရောက်နေတယ်စာဝင်နေရမပြေလဲအစိုးရလည်းချမပြေဘူးဘယ်ကောင်အစိုးရမှန်းတော့မသိဘူးတော့တဲ့အစိုးရနေရတော့ပြည်ရက်တွေပဲဆိုးရတယ်ပြောကုန်ပြီနော်ကြပြီးဆိုးရနေရတာပဲအဲသူလည်းဘာမှရတာမဟုတ်ကိုလုံးမှကိုစားရတာနော်အဲ့တော့ဒီရွာလေးတို့တော့ကျွန်တော်တို့ဒီလင်းနေတော့လကောင်းတခြားနီးနေဗျာပေးခြင်းခဏလေးပါဗျာအဲရိတ်ခါတော့ပြတ်နေစားပူဆိုးတယ်စားမရှိဘူးလူကစားမစားတာကြာတော့လူတွေအကုန်လုံး ပြည်ရက်တားလို့မသိဘူးဆိုရင်ငတ်ပြီးသိမှာအမှတဲကြီးဝဲဦးတွေအများကြီးခလေးတွေလည်းအများကြီးခလေးတွေဆိုတာဟိုကန်သီးဝါနေမှာပူပေါင်းထားတဲ့ခလေးတွေအမှကြောက်မတဲ့ရတာလည်းငားနေရှိပြီနော်ဒါ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 ဒီကမုန်းတော်ရွာမှာမဟုတ်ဘူးအဲ့မှာသခိုင်းတိုင်းမှာဒီလိုကြီးပဲသခိုင်းတိုင်းမှုံရွာခဲနေမှာနော်အဲ့မှာမောင်းနေတဲ့ကားတွေမှာလာဒါပြည်တဲ့ကိုဆက်ကြည့်ပေးပြီးမောင်းနေရတာပဲပြည်တဲ့တွေဆက်ကြည့်ပေးပြီးမောင်းနေတာကားတွေပြည်တဲ့လမ်းတွေပဲပြည်တဲ့တွေကြီးပဲတတ်မတော့ကစိုးမှုထတာတခုမှမရှိဘူး ဒါတော့ဗောနပြူခွေးတကောင်နေပြီးတော့မှသူတို့ခုဆိုရင်ဒီမော်ယာမြို့နယ်မှာထဲမှာရှိတဲ့ပြူရော်တွေတော်တော်များများငတ်ပြတ်နေပြီဆိုတဲ့အကြောင်းဝန်ခံပြောဆိုထားတာဖြစ်တယ်ကျတော့ PDF တွေကနေပြမပါနော်အဲ့ဒီ PDF တွေကိုဝမ်မပေးဆိုထားတာပြမခုဆန်လက်ဒီကောင်တွေကစားတော့မှမစားရတာတော်တော်လေးကိုနစ်ပေါက်နေပြီလို့ကျတော့ကြားသိရတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့စံပြိုကြီးပဲတောက်နေရတာပြပြမစစ်ကောင်စီကနေပြမလဲပါနော်အခုဆိုရင်ရေခါတွေချမပေးလို့မကြခင်မှာတော့ဒီကောင်တွေငပြတ်ပြတော့မှတေတော့မယ်ဆိုတဲ့အကြောင်းကျတော့ကြားသိရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျတော့ဘက်ကနေပြမလဲဒီ PDF သစ်တွေတွေမှာနော် တနင်္လာဖြစ်ပြူခွေးတွေကိုပြည်သူ့ဘက်ကအလင်းဝင်ဖို့ပြောဆောင်နေကြတာပြုမဒီကောင်တွေတည်တရားမရှိဘဲနဲ့ဒီလိုမျိုးမယူရဆန်နေဦးမယ်ဆိုတော့ကျွန်တော်ဘက်ကနေပြုမဒီထက်ပိုပြုမပညာပြတော်ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောနေနေပါနော်ဒီမိနစ်မှာကျော်ဆိုးကနေပြုမပြောတော်တဲ့မြောက်လိုင်းကနေပြုမခုဆိုရင်ဘန်ကောက်ကိုသွားနေတဲ့အချိန်မှာထိုင်းပြည်သူတွေကနေပြုမဆန္ဒပြတာတွေလုံးဝမရှိဘူးဆိုပြုမအာချောင်းထားလို့ကိုစီကနေပြပြနေနေဆုံးမပြောဆိုထားတဲ့အလေးကျွန်တော်စစ်ပြုမကြည့်လိုက်ရအောင်နော် အဲအဲဆက်ကဦးလာရဲကျွန်တော်ထိုင်းနိုင်ငံခီးစဉ်ကတော့တို့ဆက်ဆက်ကောင်းဒါဆက်ဆက်ကောင်းရှိတော့ကျွန်တော်ဒီ best အဖွဲ့ဝင်နေနိုင်ငံတွေကတော့ဒီမြန်မာနိုင်ငံရဲ့ငလေးဘေးနဲ့ပတ်သက်ရင်တို့ကဒါပြပြဝဝထဲထဲဝင်ဝင်ကူညီမယ်လို့တို့ဘက်ကတော့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေချထားတယ်ပြီးတော့အိန္ဒိယဝန်ကြီးချုပ်ကြီးကလည်းလက်ရှိဒီလက်ရှိကျွန်တော်တို့ဒါမြန်မာငလေးဘေးနဲ့ပတ်သက်ရင်တို့ကလည်းအစွမ်းကိုကူညီမယ်လို့ကျွန်တော်ပြောဆိုခဲ့တာရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီအဲဆက်ကဦးလာရဲဒီထိုင်းနိုင်ငံခီးစဉ် best အစီအဝေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အစွမ်းကိုကူညီခဲ့မလားမကူညီတာလားမသိဘူးလောလောဆယ်အိန္ဒိယကကူညီခဲ့စေလာတဲ့အတူကတော့ ပြန်တယ်ပြန်သွားပြီเนาะတနက်ပြောင်းသွားမှာဂူကြီးကယ်ဆယ်တဲ့အလုပ်တွေသူမလုပ်ရှင်တော့ဘူးတဲ့เนาะမင်းတို့စစ်ခွေးတွေဘယ်လိုလုပ်တဲ့ဟာကိုပို့တင်ပြီးတော့ပြန်သွားတာเนาะလောမနေနဲ့တိလာเนาะပြောပြောအချက်လက်အချက်ကိုကောက်တော့ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်မပြောလည်းခက်ပြောလည်းခက်လုံနေတဲ့ပြောနေတဲ့ဟာမဟုတ်တာဘယ်လိုလုပ်တိရတာပတိပတိမလုပ်ပြန်မပြောရင်အစရက် WhatsApp လိုက်ရှင်ကျွန်တော်အကောင့်ပြောတာဒီလိုကောင်မျိုးတွေဘာဖြစ်လို့လဲ တိုင်းပြည်အတွက်ပြန်ဒီလောက်တော့ရောက်မှမှတင်ကြအောင်အမှန်တရားကြီးအတွက်ကိုဘာကြောင့်ဖုံးဖိပြီးတော့ဒီမတရားမှုကြီးကြီးထွားလာအောင်ဒီမတရားမှုကြီးကဒီတိုင်းပြည်ကိုနှမ်းချုံအောင်ဘာလို့စိတ်ညိုးနဲ့တို့တွေခံလို့နေတာလဲကျွန်တော်လူမျိုးလာမေးရပါအဲ့ဒါတော့ပိတ်တရားပေးမယ်နော်ငါဘက်ကလော်ပေးပါလားပြောရှာပေါ်မျက်ပေါက်ဝမ်းမစိအဖိုးလေးပြောမှမဟုတ်ကျွန်တော်နော်ဒါပေမဲ့လူတိုင်းကတော့ငွေလိုအပ်တယ်ငွေဆိုတာလူတိုင်းရဲ့လိုအပ်ချက်ပဲယာရုနေရအခွင့်အရေးပေါ့အခွင့်အရေးပေါ့အဓိကကငွေဆိုတဲ့နေရာမှာအခွင့်အရေးပေါ့ဟုတ်တယ်နော်လုတ်တိလုတ်ထက်တာလုတ်တယ်ကျွန်တော်တို့က ကိုကိုလူတို့တက်မှတ်ထားရင်တန်ဖိုးရှိတဲ့လူတယောက်ဖြစ်လို့ရှိရင်မလုပ်နဲ့မလုပ်လိုက်တော့ကျွန်တော်တို့အခွင့်အရေးမယူပါဘူး။ဒါလောကနေရမှာပဲ။နော်ဒီကောင်တွေကအခွင့်အရေးရဖို့အတွက်ဒီတိုင်းမြေကြီးကိုအကောင်လုံးဆုံးဆုံးပြောင်းလုပ်နေတာ။နော်မတိလို့ရှိရင်ဗျာတို့အကြမ်းဖက်ဓမ္မတွေကတော်တော်များပြောတဲ့စကားတစ်ခုရှိပါလေ။အကြမ်းဖက်ဓမ္မဆိုတော့ဟိုဘက်ဒီဘက်ဆွဆွဲနေကြတာပဲ။ဒါပေမဲ့ logic ကြကြလက်တွေ့ကြကြလေးပဲကျွန်တော်နိုင်ရှင်းပြမယ်။နော်စစ်တပ်စစ်တောင်းထုံးမလို့ရွာလုံးချုံမပြောနဲ့အနည်းဆုံး၄ရွာ၅ရွာအကုန်ထွက်ပြေးရတယ်။ဟုတ်တယ်နော်။ မပြေးနိုင်တဲ့ကြံပြစ်ခဲ့တဲ့သူတွေဘဝပြတ်တယ်တက်ခံသေးတယ်နောက်ဆုံးခြိတိုင်းမှာခြိထားတဲ့ငွားစာပြစ်တက်သွားတယ်ဒါပေမဲ့ PDF တွေစစ်ကြောင်းထုတ်လို့အဲ့လိုရွာလုံးတို့ပြေးရတယ်ဆိုတော့ဟာမြန်မာပြည်မှာမြင်ဘူးလားကြားဘူးလားအဲ့အဲ့ဒါအခြေပဲအဲ့ဒါပြည်သူတိုင်းပြည်နဲ့ပြည်သူဘဝဘယ်သူကအကျန်းဖတ်နေလဲဆိုတော့အဖြေရအဲ့ဒါပဲအဲ့ဒါအဲ့ဒါညင်းလို့မရဘူးဟုတ်တယ်နော်အဲ့တော့ပါဇက်နဲ့အာမင်းကအကျန်းဖတ်ငါအကျန်းဖတ်ပြောရုံနဲ့အကျန်းဖတ်တမှာမဖြစ်တော့ဘူးလောက်ရက်တွေကတက်တည်ပြုလား ော်အခုလည်းပါတယ်ထမ်းရောက်တယ်အခုတုတ်ပြီးတော့မှအရှင်းမှာပြောပြတာထမ်းရောက်တယ်တော်နိုင်ရင်အယုံကြည်မရှိတော့စိတ်ကုန်နေလို့ဟုတ်လားနောက်ပြီးတော့ဖိုင်ကပြောတယ်ပြီးတော့ဖိုင်တောင်းကနေကြတော့ဗပစ်တယ်လှုပ်ရဲလှုပ်ကြည့်လှုပ်နေတဲ့ခါကဖိုင်ညီမနိုင်ငံပြန်ပို့မယ်ဟုတ်လားအဲ့ဒါပဲကြည့်အမ်အမှန်တရားကိုပြောတဲ့လူတယောက်နဲ့ပောက်ပန်းလင်းတဲ့ဒီလိုမျိုးလီဆယ်လူတယောက်ကလီဆယ်တဲ့လူတယောက်ကဘယ်တော့မှစကားကိုမူမှန်သွားလို့မရဘူးဗပစ်တော့ဒီစအုပ်ဆုံးဖောင်ဒေးရှင်းတည်ထားတဲ့ကမဟုတ်တာမမှန်တာအာဓမ္မကိုဖောင်ဒေးရှင်းတည်ထားတာဖြစ်တဲ့အတွက် သူ့ရဲ့အဆောက်အအုံကဘယ်တော့မှကောင်းမှာမဟုတ်ဘူးဒီမှာကိုစီပြောထားတာတွေတော့ဒီကျော်ဆိုးပါနော်အချက်လက်ပြန်ပြီးတော့မှထိုးနေတက်ခိုက်သွားတာကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့မျောလိုက်အောင်ခုဆိုရင်ထိုင်းနိုင်ငံရောက်နေတဲ့အချိန်မှာထိုင်းပြည်သူတွေကနေပြီးတော့မှဆန္ဒပြတာတွေလုံးဝမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့အားချောင်းပေါ်ပန်းလေးဆက်တွေပြောထားတာပြီးတော့မှကျွန်တော်တို့ဒီနေ့မှဆွန်လဲပါနော်ထိုင်းရောက်ပြည်သူတွေကနေပြီးတော့မှပဲဒုတိယအချိန်မြောက်ဆန္ဒပြကြတယ်လို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်ဆိုတော့မျောလိုက်နေတဲ့အခုဆိုရင်ထိုင်းနိုင်ငံပြည်သူတွေကနေပြီးတော့ လုံးဝမကြိုဆက်တဲ့အချိန်မှာသူ့အနေနဲ့ပေါ့နော်လူရဝဝင်းနဲ့ဆိုတဲ့ပုံစံမျိုးကိုအခုဆိုရင်ပြောနေပြောစားပြီးပြောနေတာပြီးတော့မှဒီဘုံမတွေကပေါ့အောက်ခြေကနေလော်ပေးနေတာပဲဖြစ်ပါတယ်အခုဆိုလဲကျွန်တော်ပြီသူတွေအားလုံးကနေပြီးတော့မှမြောက်လိုင်းနဲ့သူတို့ပေါင်ပါတွေအားလုံးကို future ပြီးတော့မှပြီသူအားလုံးပေါ့နော်လိုချင်နေတဲ့ federal democracy license ကိုရှော့လန်းသွားမယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတာမို့လို့မြောက်လိုင်းရင်လည်း ခုကလေးကဒီနိုင်ငံဖွဲ့စည်းတွေရဲ့ဖန်ဆီးခြင်းကိုခိုင်ခိုင်မခံဘူးဆိုတော့တော်လိုင်းရဲ့ဘော်တွေရဲ့ပြစ်ခတ်အေးအေးယူခြင်းကိုခိုင်ရမယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေရာမှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပီသူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှချင်တဲ့ပြေဆုံးပြတော့မှတဘောဝဘေးရန်တဲ့မြေမြေနဲ့မြောက်လိုင်းမေးဘေးတာနဲ့ကိုပြတော့မှတာရဲချင်းနဲ့ညလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေရာကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။